်မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တော်လိုင်းရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နေပြည်တော်အပအဝင်63မြို့နယ်ကိုအရေးပေါ်အခြေအနေထပ်တိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့တော်လိုင်းရေးအဖွဲ့တွေထိန်းချုပ်ထားတဲ့နေမီတွေအပါအဝင်တိုင်းနယ်ပြည်နယ်ကိုဟူက63မြို့နယ်ကိုအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကအရေးပေါ်အခြေအနေအဖြစ်ထပ်တိုးကြေညာပါတယ် နိုင်ငံအာဏာသုံးရက်စလုံးကိုလွှဲအပ်ခံထားရတဲ့အမျိုးသားကောက်ွယ်ရေးနဲ့လုံခြုံရေးကောင်စီကဇူလိုင်31ရက်နေ့မှာထုတ်ပြန်ထားတဲ့အမိန့်ကိုဆက်လက်အတည်ဖြစ်ကြောင်းအော်တိုဘာ31ရက်နေ့မှာထုတ်ပြန်ပါတယ်။ဒါကြောင့်ဇူလိုင်31ရက်နေ့ကစပြီးရပ်ပေါင်း90အထိသတ်မှတ်ထားတဲ့အရေးပေါ်အခြေအနေအဖြစ်ကြေညာထားတဲ့63ခုနယ်ကိုအခုကမှနောက်ထပ်ရပ်ပေါင်း90သက်တမ်းတိုးလိုက်တာဖြစ်ပါတယ်။လက်နက်ကင်တောင်းကျမ်းမှုတွေခြုံငိမ့်စေရေးနဲ့နေမြေတည်ငြိမ်ရေးတရားဥပဒေစိုးမိုးရေးတွေကိုထိရောက်စွာဆောင်ရွက်နိုင်ရေး 2008ဖွဲ့စည်းပုံအခြေခံဥပဒေအဖွဲ့ပုံမှန်432ကကြီးအရာအရေးပေါ်အခြေအနေကြီးညာတာလို့အကြောင်းပြထားတာပါ။ကျင်းညာထားတဲ့ဒေတာတွေထဲမှာရှမ်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ကမြို့နယ်အများဆုံးပါဝင်ပြီးကျန်းပြည်နယ်တွေဖြစ်တဲ့ကချင်၊ကယား၊ကရင်၊ချင်းနဲ့တိုင်းဒေတာကြီးတွေကစကိုင်း၊မကွေ၊မန္တလေးကမြို့နယ်တွေလည်းပါဝင်ပါတယ်။ထူးခြားချက်အနေနဲ့ဘွားနယ်မိုင်းလာထိန်းချုပ်ထားတဲ့ကိုပန်နဲ့မိုင်းလာမြို့နယ်တို့ကိုပ ထပ်မံထည့်သွင်းထားသလိုစစ်တပ်ကအပြည့်အဝမထိန်ချုပ်နိုင်တဲ့မြို့နယ်တွေနဲ့တော်လရင်အင်အားစုတွေအလုံးစုံထိန်ချုပ်ထားတဲ့မြို့နယ်တွေအများအပြားပါဝင်နေတာပါပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတရုတ်ကြောင်းဝင်ညှိနှိုင်းပေးမှုအရာတောင်တန် TNL နဲ့စစ်တပ်တို့ရဲ့အပြည့်ခတ်ရက်စဲရေးသဘောတူညီချက်မှာမန္တလေးတိုင်းကမိုးကုတ်နဲ့ရှမ်းမြောက်ကမိုးမင်းမြို့နယ်တို့ကို TNL ကစုခွာပေးခဲ့ရပါတယ် ဒါပေမဲ့မန္တလေး PDF ကထိန်းချုပ်ထားတဲ့နေမြေတွေကိုဆက်လက်ထိန်းသိမ်းနိုင်ရဲ့အတွက်တော်လိုင်းရင်အားစုတွေနဲ့လက်တွဲကကြိုးပမ်းသွားမယ်လို့ထုတ်ပြန်ထားတဲ့အတွက်စစ်ကော်မရှင်ကအဲ့ဒီနှမျိုးတွေကိုအရေးပေါ်အခြေအနေကြီးညာထားတဲ့စည်ရင်းနဲ့ပယ်ဖျက်ခြင်းမရှိခဲ့ပါဘူး။အရေးပေါ်အခြေအနေကြီးညာထားတဲ့မျိုးတွေမှာအုပ်ချုပ်ရေးရက်ရွာအေးချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးတို့မူလအခြေအနေပြန်လည်ရောက်ရှိစေဖို့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်433ပုံမှန်ကွဲခါခွေအရာစေအုပ်ချုပ်ရေးအမိန့်ကိုလည်းရက်ပေါင်း90ထပ်တိုးလိုက်တာပါ။ ။ဒါကြောင့်မူလချေနေပြန်ရောက်ဖို့အဲ့ဒီမျိုးနယ်တွေရဲ့အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးတာဝန်တွေကိုတက်ချုပ်ထမ်းအနေပြီးအထက်ကနေစစ်အုပ်ချုပ်ရေးအာဏာကိုသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်စစ်တိုင်းမှုတွေကိုပြန်လည်အနေကအမိန့်ကိုဆက်လက်အတည်ပြုတာဖြစ်ပါတယ်။စစ်အုပ်ချုပ်ရေးအဖြစ်ကြီးညာခံထားရတဲ့မျိုးနယ်တွေမှာစစ်အုပ်ချုပ်ရေးအဖြစ်လုံခြုံရေးလူမှုရေးခုံသွဲရေးအပြင်တည်ယူပို့ဆောင်ရေးကိုပါသက်ဆိုင်ရာစစ်တိုင်းမှုနဲ့ဒေသကိုယ်ကဲရေးမှုတွေကိုလုပ်ပိုင်ခွင့်ပေးအပ်ထားတာပါအလားတူတရားစီရင်ရေးမှာလည်းတရားရုံးတွေဖွဲ့စည်းတာ စစ်ခုံရုံနဲ့စစ်စည်းတာပြစ်ဒဏ်ချမှတ်ရင်ဒေဒဏ်ထောင်ဒဏ်တသက်တကြုံအပအဝင်အမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ဖို့နဲ့အယူခံပိုင်ခွင့်မရှိစေရဘူးလို့ညွှန်ကြားထားပါတယ်။ဆလဘီစစ်ကော်မရှင်ရွေးကောက်ပွဲကောက်ွယ်ပေးရေးဥပဒေဖြင့်ဖမ်းဆီးခံရသူအမှုပညာရှင်များအပါအဝင်88ဦးရှိဒီရရေးဝင်ကြီးကထိရောက်စွာအရေးယူမိဟုချိန်ချောက်တယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မကြခင်ကျင်းပမဲ့စစ်ကော်မရှင်ရဲ့အထူးရောက်ရွေးကောက်ပွဲနဲ့ပတ်သက်၍ဝေဖန်ပြောဆိုသူများကိုစောင့်ကြည့်ဖမ်းဆီးရတွင် အမှုပညာရှင်များအပါအဝင်ဖန်စီထိန်းသိမ်းထားသူ88ဦးအထိရှိလာပြီဖြစ်ကြောင်းစစ်ကော်မရှင်ကထုတ်ပြန်လိုက်ပါတယ်။ထို့ပြင်ကျူးလွန်သူများကိုထိရောက်စွာအရေးယူမည်ဟုလည်းဖီဒဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကကြေညာပြောဆိုလိုက်ကြောင်းသိရပါတယ်။စစ်ကော်မရှင်ဤပြည်ထရေးဝင်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်သည်ဂျမန်နီအော်တိုဘာ31ရက်နေ့ကနေပြည်တော်တွင်ကျင်းပသည့်ရွှေကောက်ပွဲလုံးချုပ်ရေးဆိုင်ရာဗဟုကော်မတီအစည်းအဝေးတွင်ချင်းချောက်ပြောကြားမှုကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ စစ်ကော်မရှင်သည်အဆိုပါရွေးကောက်ပွဲကောက်ွယ်ပေးရေးဥပဒေကိုဇူလိုင်လတွင်ပြဋ္ဌာန်းခဲ့ပြီးယခုအောက်တိုဘာ29ရက်နေ့အထိရှင်းဥပဒေဖြင့်အမျိုးသား83ဦးနှင့်အမျိုးသမီး5ဦးစုစုပေါင်း88ဦးကိုဖမ်းဆီးထားကြောင်းထုတ်ပြန်ခဲ့ပါသည်။လူတွေကိုကြောက်အောင်ချောင်နေတာလူအခွင့်အရေးကိုစော်ကားနေတာပဲလို့မြင်နေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဘာမှမလုပ်ရဲအောင်ဖမ်းဆီးနေတယ်။အကောင့်တုံးလဲဖမ်းဆီးခံရတာတွေရှိနေတာပဲဆိုတော့ဘာမှမလုံခြုံဘူး။ဘာမှမဟုတ်တာနဲ့အဖမ်းမခံရဖို့လိုတယ်ဟုရန်ကုန်မြို့ကအမျိုးသမီးတအူးကပြောကြားပါသည်။ ပြည်ထောင်ဝယ်ကြီးဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကလက်ရှိရွေးကောက်ပွဲကာလအတွင်းရွေးကောက်ပွဲလုံခြုံရေးကိုတိကျစေသောလုံဆောင်မှုများ၊ဝါဒဖြန့်မှုများကျွလွန်နေသူများကိုစုံစမ်းဖော်ထုတ်ပြီးထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းထပ်မံပြောဆိုပါရယ်။လက်ရှိဖမ်းဆီးမှုများနဲ့ပတ်သက်ပြီးအခုအခင်အချင်းအရာတော့ဆိုရှယ်မီဒီယာပေါ်မှာ post တင်တာတို့ share တာတို့မဟုတ်ဘဲ reaction ပေးတာတို့ကိုပါစောင့်ကြည့်ပြီးဖမ်းဆီးတာတော့တွေ့ရတယ်။ Facebook မှာအများဆုံးစောင့်ကြည့်တယ်။အခုကတော့ Facebook မှာကျင့်သုံးတဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုတွေကိုဖိနှိပ်တာပဲဟုမြန်မာအင်တာနက်အဖွဲ့မှပြောရေးဆိုခွင့်ရှိသူကသတင်းဌာနကိုပြောကြားပါတယ်။ရှင်းဥပဒေဖြင့်စတင်ဖမ်းဆီးခံရသူမှာလာရှိုမျိုးမှတောင်ကြီးမျိုးတွင်စစ်ဆောင်နေသူတအူဖြစ်ပါတယ်။၎င်းသည်ဘူရင်းနာမည်ဦးနေသွေးအစားလာရှိုဘေကြီးနာမည်ဖြင့် Facebook လူမှုကွန်ရက်ကိုတုံးဆွဲခြင်းဖြစ်တော်လေစက်တင်ဘာ9ရက်နေ့တွင်စတင်ဖမ်းဆီးခံခဲ့ရပါတယ်။စေအိုစုပြင်ဆင်နေသည့်အထူးရောက်ရွေးကောက်ပွဲအတွက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေကို2025ခုနှစ်ဇူလိုင်29ရက်တွင်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ရှင်ဥပဒေအရအတူရောက်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုပြတ်ပြားစေရန်ဟောပြောပြောဆိုခြင်း၊စီယုံခြင်း၊လှုံ့ဆော်ခြင်း၊ဆန္ဒပြခြင်း၊စာရေးသားဖြန့်ချီခြင်းတို့ကိုတားမြစ်ထားပါတယ်။ အကယ်၍တားမြစ်ချက်ကျူးလွန်ပါကပြည်မှုထင်ရှားလျက်ထောင်နှံအနည်းဆုံး၃နှစ်မှ၇နှစ်အပအဝင်ငွေတန်ချမှတ်ခံရမည်ဖြစ်ကြောင်းပါဝင်ပါသည်ဆလပီစေအိုစုရဲ့အကြံဖတ်တက်ဖြတ်မှုကုလသမဂ္ဂအခိုင်အမာတည်ပြီးလှစ်လူရှုရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်စေအိုစုကမြန်မာပြည်သူများအပေါ်စီလွတ်ပေါလို့အကြံဖတ်တက်ဖြတ်နေမှုကိုကုလသမဂ္ဂကအခိုင်အမာသိရှိထားတော့လေလူလူရှုထားစေဖြစ်ကြောင်းတမ်မတ်ကြီးကပြောကြားလိုက်ပါတယ်အော်တိုဘာ31ရက်ကုလသမဂ္ဂတွင်ကျင်းပသည့်လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာအပေါ်အထွေထွေဆွေးနွေးမှု၌ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားစဉ်မြမအရေးသည့်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းတို့၏အမြဲတစေအလေးထားစဉ်းစားမှုနှင့်အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများလိုအပ်ကြောင်းနှင့်စကားလုံးနှင့်မိန့်ခွန်းများမှကြော်လွန်၍ခိုင်မာသည့်လှုပ်ဆောင်ချက်များကိုအလင်းအမြန်အောက်ထဲပေါ်သိမ့်ပြီးဖြစ်ကြောင်းပြောပါရယ်မြန်မာပြည်သူတွေကကုလသမဂ္ဂလမ်းကြောင်းကနေထိရောက်တဲ့အရေးယူမှုတွေရောက်လာဖို့လုံလုံကိုမမျှော်လင့်တော့ပါဘူး။ ဒါပေမဲ့စစ်ပေးတဲ့ပြည်သူတွေလက်ထဲအမေရိကရောက်ရှိမဲ့လမ်းကြောင်းတွေကနေစာနာမှုအကူအညီတွေရောက်အောင်တော့လှုပ်ပေးတယ်မီဟုရန်ကုန်အခြေစိုက်နိုင်ငံရေးစောင့်ပါရှင်တအုပ်ကသတင်းဌာနကိုပြောပါရယ်စေအိုစုရဲ့စစ်ရာဇဝတ်မှုများနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများမြောက်တော့ကြောင်မက်ဖွဲ့ရကျူးလွန်မှုများမှာအပြောသက်သက်မျှသာမဟုတ်ပဲမြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာကစူးစောင်းထားသည့်ယုံကြည်စိတ်ထားရသောတပ်တွေထောက်ထားများနဲ့တကွာကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် လူ့အခွင့်အရေးဆိုင်ရာမဟာမေးကြီးယုံမြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူနှင့်ကုလသမဂ္ဂ၏အခြားသောတာဝန်ရှိသူများကထုတ်ပြန်ထားသောထုတ်ပြန်ကြမ်းများဖြင့်ပါခိုင်လုံစွာအတည်ပြုထားနိုင်ကြောင်းလည်းတမ်းမတ်ကြီးကဆိုပါတယ်နိုင်ငံတကာအသိုက်အဝန်းတရက်လုံးအထူးသဖြင့်လုံခြုံရေးကောင်စီအနေဖြင့်မြန်မာပြည်သူများခံစားနေရသည့်ဒုက္ခဆင်းရဲကိုအလေးထားဆောင်ကြည့်ကအဆိုပါဒုက္ခများထုံငိမ့်စေရဲအတွက်ထိရောက်တဲ့လှုပ်ဆောင်ချက်များကိုလှုပ်ဆောင်ပေးရန်တာဝန်ရှိနေပြီဖြစ်ကြောင်းလည်းတမ်းမတ်ကြီးကပြောပါတယ် ဆက်လက်ပြီးတမ်မတ်ကြီးကစစ်အုပ်စုသည်မြမအကြီးအာဆီယံရန်ရည်များကိုပြောင်ပြောင်တင်းတင်းမျက်ကွယ်ပြုထားပြီးဂျာဝင်ဆော့ဖက်ချင်းမပြုတ်ရေးကိုမူအလွဲသုံးစအသုံးချလျက်မြမပြည်သူများအပေါ်စစ်မှတ်ပြုနေကြောင်းလဲဆိုပါတယ်။ထို့ပြင်နိုင်ငံတကာအနေဖြင့်စစ်အုပ်စု၏အတူရောက်အလိညာရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ကန့်ကွက်ရမည်ဖြစ်ကြောင်းလဲဆိုပါတယ်။ဆလပီရေးမှာအုတ်ချွေးမှုဟောင်းတအူဖြစ်သက်ခံရပြီးတိတ်ဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မွန်ပြည်နယ်ရေမှုနယ်အနင်းကြီးွာနဲ့နှစ်ကရင်ကြီးွာကြားလမ်းပေါ်မှာ ရောဘာချန်ကနေပြန်လာတဲ့အုတ်ချိုရီမူဟောင်းတအူဖြစ်ခက်ခံရပြီးတည်ဆုံသွားတယ်လို့ဒေသခံတွေကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ30ရက်နေ့မနက်7:00နာရီအချိန်လောက်ကနှစ်ကရင်ကြီးပါကနေအနင်းကြီးပါဘက်ကိုဆိုင်ကနဲ့တအူတဲ့ပြန်လာတဲ့အနင်းရွာကအသက်50ကျော်အရွယ်ဦးစိုးအောင်ကိုတနက်သမားတွေကဖြစ်ခက်တက်ဖြတ်သွားတာဖြစ်ပါတယ်။တနက်နေ့ဖြစ်ခက်ခံရတာကြောင့်အနင်းကြီးရွာအုတ်ချိုရီမူဟောင်းဦးစိုးအောင်ဟာဦးခေါင်းနဲ့ဝမ်းပိုက်ကြီးထိမှန်တရားတွေရရှိခဲ့ပြီးအခင်းဖြစ်ရန်နေရာမှာပဲတည်ဆုံသွားပါတယ်။ ဖြစ်ခတ်မှုဖြစ်ပြီးနောက်အလောင်းကိုဒေသခံတွေကလမိုင်းစည်းရုံပို့ပေးခဲ့ရပြီးစည်းရုံကိုရောက်မှရဲတပ်ဖွဲ့တွေကလာရောက်စစ်ဆေးမှုလုပ်ခဲ့တယ်လို့သိရပါတယ်။သေဆုံးသူဟာ2010ခုနှစ်လောက်ကလေးကအုတ်ချုပ်ရိမှုလုပ်လာသူဖြစ်ပြီးအခုနောက်ပိုင်းမှာတော့ကိုပိုင်ရောဘာချန်လုပ်ငန်းလုပ်ကိုင်ပြီးအေးအေးဆေးဆေးနေထိုင်သူဖြစ်တယ်လို့ဆိုပါတယ်။ဒီပြစ်ခတ်မှုနဲ့ပတ်သက်ပြီးတော်လန်ရေးတပ်ဖွဲ့တွေအပြင်စစ်ကော်မရှင်ဘက်ကလည်းတစုံတရာသတင်းထုတ်ပြန်တာမတွေ့ရသေးပါဘူး။